အားလုံးပဲမင်္ဂလာပါခင်ဗျာ your dennis page ကနေပြောပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့တော်တော်မျိုးမြင်အောင်ပါကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကနေပြီးတော့မှရောက်ပြီးတော့ကျင်တာကြတော့ကျွန်တော်တို့ရဲ့ဝက်ဆက်ထဲမှာပေါ့နော်အငုတ်တတာလောက်လေးပဲရှိတော့တယ်ပြီးတော့အမြင့်တွေပဲရှိတော့တယ်ပေါ့အဲ့လိုသွားမျိုးဆိုလို့ရှိရင်ဘယ်လိုကုသမှုတွေလုပ်ရမလဲဆိုတဲ့အကြောင်းလေးကိုမျှဝေပြတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ပါဇက်ထဲမှာများတော့ဖြစ်တော့တာသွားပိုးစားလို့ပေါ့နော်သွားပိုးစားတဲ့ခါမှာပေါက်ကြီးတွေဖြစ်လာတယ်သွားတွေကတဖြည်းဖြည်းနဲ့ကျွေသွားတယ်စသဖြင့်အဲ့လိုကျွေသွားတဲ့ခါမှာဆိုလို့ရှိရင်ခေါင်းပိုင်းကြီးမကျန်တော့ဘူးအမြင့်လေးတွေပဲကျန်နေတယ်အဲ့လိုသွားမျိုးတွေကိုဆိုလို့ရှိရင် အများတော်အဖြစ်ဒါ90ရာခိုင်နှုန်းလောက်ကတော့လုံးဝနှုတ်ပြရမှာဖြစ်ပါတယ်။အဲ့လိုနှုတ်ပြတဲ့ခါမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့လူတွေတော်တော်များများကြောက်တာကသွားနှုတ်တယ်ဆိုလို့ရှိရင်ပေါ့နော်ညံ့နဲ့ဆွဲပြီးတော့မှနှုတ်ကြတယ်ဆိုပြီးတော့လူတော်တော်များများတိထားကြတယ်။အဲ့ဆိုတော့ခါကျတော့ဒီလိုကောင်းမရှိတဲ့သွားတွေဆိုလို့ရှိရင်ဒါဘယ်လိုနှုတ်မလဲပေါ့နော်။သူတို့ရဲ့တဖုံးယူများဓာတ်ရည်တွေများခွဲလိုက်လိမ့်မလားအယိုးတွေများဖျက်ပြစ်ရမလားသွားနှုတ်လို့ရှိရင်အရန်ခတ်မလားပြီးတော့ အယန်းနာမလားဗောနော်အဲ့လိုပုံစံမျိုးလေးလဲဆိုရင်ကြတယ်အဲ့ဆိုတော့ကျွန်တော်ရှေ့မှာလည်းပြောပြလို့ပဲဒီလိုအငုပ်လေးတွေရာဆိုလို့ရှိရင်အဲ90ရာခိုင်နှုန်းလောက်ကတော့လုံးဝနှုတ်ပြရမှာဖြစ်ပါတယ်ဒီနေရာမှာအပေးစင်တာအဲ့လိုနှုတ်ပြတဲ့ခါမှာဆိုလို့ရှိရင်အလူတွေထင်ထားလို့ခက်ခက်ခဲခဲကြီးနှုတ်ရမှာမျိုးမဟုတ်ဘဲနဲ့ အရန်ကိုလွယ်ကူပါတယ်။ဘာကြောင့်လွယ်ကူတာလဲဆိုတဲ့အခါကျတော့ကျွန်တော်ဒီအငုတ်တွေကပါဇက်ထဲမှာရှိနေရဆိုရင်နှစ်တေကြာလေးကြာလေးကြာလေးပေါ့နော်။အဲဒီဖြစ်စဉ်ကြီးကဘယ်လိုဖြစ်သွားလဲဆိုဥမာသွားအမြင့်ကဥမာ ကျွန်တော်ရဲ့လက်တစ်ဆက်လောက်ရှိရဆိုပါဆိုဒါပေမဲ့အဲ့အငုတ်လေးဖြစ်နေတာအရန်ကြာပြီဆိုလို့ရှိရင်တဘာဝအရအဲ့အမြင့်တရားသဖြည်းဖြည်းနဲ့အယိုးတွေကနေပြီးတော့မှတုံးတုံးလာတယ်ပေါ့နော်တုံးတုံးလာတယ်လို့ပဲတုံးတုံးမယ်အဲ့ဆိုတုံးသွားတယ်ဆိုတဲ့အခါမှာအရင်ကလက်တစ်ဆက်ရှိရတော့တော့၃လ၅နှစ်လောက်ကြာတဲ့အချိန်မှာဆိုရင်လက်တစ်ဆက်ရဲ့တဝက်လောက်ပဲရှိကောင်ရှိနိုင်တယ်အဲ့ဒီရဲ့ဖြစ်စဉ်ကို English လို့ဆိုလို့ရှိရင်ကျွန်တော်တို့ ဒါ resolution လို့ခေါ်တယ် resolution ဆိုတာကျတော့အမြင့်တွေတုံးတုံးလာတာပေါ့နော်အဲ့လိုတုံးတုံးလာတဲ့အခါမှာဒီအမြင့်ကအယိုးထဲမှာရှိတဲ့ပမာဏလည်းနည်းလာတယ်အမြင့်ကလည်းတိုတာမျိုးဖြစ်တဲ့အတွက်ဒါသွားကိုဖယ်ရတာဆိုလို့ရှင်အရန်လွယ်ကူတယ်အဲ့ဆိုတဲ့အခါကျတော့ဒီသွားအမြင့်တွေလာနှုတ်တယ်ဆိုလို့ရှင်တော်တော်များများကြောက်ကြတယ်အဲခွဲတော့မှလားမသိဘူးပေါ့နော်ဒါပေမဲ့ဆရာကထုံသေးလေးပြပြဆက်ဆက်ဆက်နဲ့နှုတ်လိုက်တဲ့ခါမှာစဉ်းမိနစ်3မိနစ်လောက်တော့ဒီမှာထွက်သွားဆဲဆရာအရင်တော့တာပဲပေါ့ဒီနှုတ်တဲ့ တကယ်တော့ဒီရဲ့အငုတ်တရားတကယ်ကိုနှုတ်ရလွယ်ကူတယ်။ဒါပေမဲ့တချို့ဟာလေးလည်းဒါအခက်မတင်လို့ရှိရင်တော့ခက်တက်တာမျိုးလေးတွေရှိတာပေါ့နော်။ဒါကိုအမြင်ကကောက်နေရပဲဖြစ်ဖြစ်ခဏပြောရလို့မျိုးဒါအရင်ကြီးအထဲမတူလာသေးတာပဲဖြစ်ဖြစ်အမြင်ကရှည်နေရပဲဖြစ်ဖြစ်ပြားပြီးတော့မှအယိုးထဲမှာလုံးဝညက်နေရပဲဖြစ်ဖြစ်အဲ့လိုဟာမျိုးလေးဆိုတော့ခက်တာလေးရှိနေတယ်။ဒါပေမဲ့ညာတော့အဖြစ်90ရာခိုင်နှုန်းလောက်တည် အားကိုလွဲပါတယ်နှုတ်ရတာလေအဲ့ဆိုခါကြောင့်မလို့ကျွန်တော်ကဒီအငုတ်လေးတွေရှိမယ်ဆိုလို့ရှင်60ရာခိုင်နှုန်းလောက်တည်နှုတ်ရပါမယ်ပြီးတော့အဲ့နှုတ်ရတဲ့အထက်မှာလည်း60ရာခိုင်နှုန်းလောက်တည်အရန်အရန်ကိုလွဲကူပါတယ်အဲ့ဆိုတော့ဒီနေရာမှာကျွန်တော်ကဒီအငုတ်တွေကိုနှုတ်ရမယ်ဆိုတဲ့အကြောင်းကိုပြောပြတာပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့အခုဆိုလို့ရှင်ဒါ Facebook ကအရန်ခစ်စားရဲအရန်ခစ်စားတဲ့အခါမှာဆိုတော့သွားစေးကန်းနေရလဲဒါကြော်ညာကြတယ်ပေါ့နော်ကြော်ညာကြတဲ့အခါမှာဆိုလို့ရှင် အဲကြောညာတွေဆိုတဲ့အတိုင်းပဲဒါလူတွေဆွဲဆောင်မှုရှိအောင်ကြောညာကြတာပေါ့ကြောညာကြတဲ့အချိန်မှာဆိုလို့ရှင်ဒီတွားငုတ်တွေကိုနှုတ်เสียမလို့ပဲねဟိုကုတလို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကြီးကြောညာကြရဲအဲ့အချိန်မှာဆိုလို့ရှင်အဲ့ကြောညာတွေဒီအဲ့စေကန်းကိုတော့ပြရမှာပေါ့နော်ဒါပေမဲ့အဲ့စေကန်းကိုတော့ပြမယ်အဲ့ကြောညာတွေဖက်ပြီးတော့မှတခြားစေကန်းကိုတွားတယ်တွားပြီးတော့မှဒီငုတ်ကြီးကိုနှုတ်เสียမလို့ပဲねလုတ်ခိုင်း အဲလှုပ်လှုပ်ကြမယ်ပေါ့လှုပ်ပေးပါအဲ့လိုပုံစံမျိုးပြောတယ်ပြောတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်ခဏပြောတဲ့အခြေအနေတွေဆိုတာရှိတယ်အဲဆိုတော့သွားတစ်ချောင်းကဓမ္မန်ရိုက်ကြည့်လိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ပုံမှန်အနေထားရှိတယ်ခေါင်းပိုင်းလည်းအနေငယ်ကျန်နေတယ်ဆိုလို့ရှိရင်ဒါနှုတ်ဆရာမလို့ပဲနဲ့ကုတလို့ရတယ်ပေါ့နော်။သွားဟိုအချောထုံးမယ်၊တိုင်နေထဲ့မယ်။ထဲ့ပြီးတော့မှအပေါ်ကနေပြီးတော့မှအစွတ်တွေစွတ်လိုက်မယ်ဆိုလို့ရှိရင်ဒါသူတို့ပြောတဲ့နီလန်းတိုင်းရတယ်။ ။ဒါပေမဲ့ကိုယ့်ရဲ့သွားရဲ့အငုတ်ကကြတော့ကွာခဏပြောလိုမျိုးလဲအရန်လဲတူနေပြီ။ပြီးရခါကြောက်လို့ရှိရင်ကိုပစ်ထားလဲအရန်ကြာနေပြီ။အဲဒါမဲ့ရန်ကြည့်လိုက်တဲ့ခါမှာအမြင့်ကတော့တဖုံသားနေနေမှရှိတော့အယူထဲမှာတော့မရှိတော့။အဲ့သွားမျိုးလုံးဝခဏပြောတဲ့အကြောထုတ်တာတွေအပေါ်ကနေတိုင်ထည့်ပြီးတော့အဆွတ်ဆွတ်တာတွေလုံးဝလုပ်လို့မရအောင်။အဲ့ဆိုတော့ခဏကျွန်တော်ပြောပြလို့ပဲဒီအငုတ်တွေဒီ90ရာခိုင်နှုန်းလောက် နှုတ်ပြရမှာဖြစ်ပါတယ်။တကယ်လို့ဆရာခိုင်နှုံးလောက်မှာခဏပြောလို့ပဲအယိုးတွေရဲ့အခြေအနေလည်းကောင်းနေတယ်။ပြီးတော့ဆရာဝန်ကလည်းဒါကိုဟောသူလှုပ်ပေးမယ်လက်ခံတယ်ဒါတွေကလှုပ်လို့ရတယ်။တိုင်လဲထည့်လို့ရမယ်။ပြီးတော့အပေါ်ကခေါင်းလေးလည်းရှိတယ်။အဆွတ်ဆွတ်လို့ရမယ်ဆိုလို့ရှင်ကတော့ဒါလက်ခံတင်တယ်ဒါနှုတ်ဆရာမလို့ねကောင်းတယ်ပေါ့เนาะဒါပေမဲ့ဒီသွားအငုတ်တိုင်းကိုတော့ခဏကြောင်ညာထားရလို့မျိုးလို့နှုတ်ဆရာမလို့ဝင်တယ် သွားတိုင်းသွားတိုင်းကိုလှုပ်လို့ရရဲဆိုတာမျိုးကကြောင့်လုံးဝဒါနီးလမ်းမကြောက်ဘူးပေါ့နော်အဲဆိုတော့ဒီငုတ်တွေကို့မှာရှိရဲဆိုလို့ရှိရင်ဒါများတော့ဖြစ်တော့နှုတ်ရနိုင်တယ်ဆိုတာကိုနားလည်ထားရမယ်ပြီးတော့ဒါဆီယံဝင်တဲ့တိုင်ပင်တဲ့ခါမှာဆိုရင်ဆီယံဝင်ကဒါလေးကနှုတ်ဆီယံမလို့သေးဘူးဒါပြုပြင်လို့ရသေးတယ်ကဲတင်လို့ရသေးတယ်အသုံးပြုလို့ရနိုင်သေးတယ်အကျောထုတ်ပြီးတော့အစွတ်တွေဆွတ်လို့ရနိုင်သေးတယ်ဆိုလို့ရှိရင်လည်းတုတ်လို့ရနိုင်တယ်ဒါပေမဲ့ရှိတော့ရှိမယ်ရှာနိုင်ပါတယ် အဲ့ဆိုလို့ရှိရင်ဒီတွားအငုံလေးတွေကိုကျွန်တော်တို့ဘယ်လိုကုသမှုတွေခံယူရမလဲဆိုတာကိုတော်တော်များများနားလေတော့ပေါ့ပါမယ်လို့လည်းရှင်းတယ်ဘူတူတိုင်းရမယ်လို့လည်းထင်တယ်အဲ့ဆိုကျွန်တော်ကနောက်ဗီဒီယိုမှာတော့ဒီတွားအငုံလေးတွေကျွန်တော်တို့ပါဇက်ထဲမှာရှိနေတယ်ဆိုလို့ရှိရင်တွားနဲ့ခရင်ကျမကြီးကျမရေးတော့ဗောနော်ဘလို့ထိခိုက်မှုတွေရှိမလဲဘလို့ပြဿနာတွေရှိမလဲဆိုတော့ပြန်ပြီးတော့မျှဝေပြတော့မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲရန်တာဝင်ပြပါ။ကျွန်တော်ဗီဒီယိုတိုင်းမှာဆွတောင်းပေးလို့ပဲနေ့ရက်တိုင်းမှာပြုံးပြုံးနိုင်တဲ့လူတွေဖြစ်ကြပါစေခင်ဗျ။ ကိုဗစ် -19 ကပ်ရောဂါကြီးအနေနဲ့မှလည်းအများဆုံးကင်းဝေးနိုင်ကြပါစေခင်ဗျာဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်အားလုံးလို့ဆက်လိုက်ပါ